ဒုက္ခဒုက္ခလူလောကမှာအဆင်ပြေတဲ့အခါမှာချမ်းသာလို့အဆင်ပြေတဲ့အခါမှာဆင်းရဲဒုက္ခအကြက်တဲတွေတွေ့အဲ့ဒါလို့တွေ့လာတဲ့အခါမှာလည်းပဲဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထက်မကြဘူးစိတ်သက်သာရရတဲ့နိလန်းနေနဲ့တွေ့ရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင် ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံခံဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်တက် depression ဖြစ်တယ်ဆိုတာမရှိဘူးစိတ်ဓာတ်တွေငြိမ်ကြပါလို့မရှိဘူးလေခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချင်လွတ်တတ်တယ် အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလဲထာဝရမဟုတ်ဘူးတခဏမြသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရံမှုမရှိအောင်တန့်ခိုင်အောင်ကြိုးစားဒါကိုပြောတာကောင်းဆိုးလောကံကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ချင်ရင်ဟောဒီလောကံခန္ဓာရင်ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1နော်လောကံခန္ဓာအောင်ကြိုးစား ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကဓာတ်ဆိုတာရှိတာဒီပဲဆင်းရဲတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတဲ့ပဲဘာဖြစ်လို့လောကဓမ္မလောကရဲ့သဘာဝလို့ပြောတာနော်ကဲရတဲ့ချီးမွမ်းတယ်ဆိုတာချီးမွမ်းတဲ့လူကချီးမွမ်းတယ်ကဲရတဲ့လူကကဲရတယ်အလုံးသိကြလိမ့်မယ်လေ တခါတုန်းကအမေရိကန်သမတအရင်သမတဣရတ်သွားတဲ့အခါကျတော့သတင်းစာဆရာတယောက်ကဖဏနဲ့ထုတယ်မဟုတ်လားဘာပဲဖြစ်ဖြစ်တခုခုအစောကားဆိုတာနိုင်ငံကောင်းဆောင်သမတဖြစ်နေစောကားခံရတာမျိုးရှိတာစိတ်တက်ရေးရမတုံလို့ကတိတ်အရေးကြီးတယ်ဩော ကိုလည်းကိုယ်အတိုင်းတိုင်းသူလည်းသူ့အတိုင်းတိုင်းလောကမှာနေတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကြည့်စိတ်ဓာတ်ကြံ့ခိုင်ဖို့ကြိုးစားရအဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်တယ်ဆိုတာသူကသူကြံ့ခိုင်လာမှာမဟုတ်ဘူးကိုယ်တိုင်ကြိုးစားဖို့လိုအပ်တယ်။ဘာဖြစ်လို့လို့ဆိုရင်ခန္ဓာကိုယ်ကြီးကြံ့ခိုင်အောင်ဘာတွေလုပ်ကြသူတွေလမ်းလျှောက်ကြတယ်၊ကြမ္မာကြီးလေ့ကျင့်ကြတယ်ဟုတ်တယ်မလား ကျမရေးလေ့ကျင့်ကြတယ် physical exercise တွေလုပ်ကြတယ်အားကစားသမားတွေဆိုမမောနိုင်မပတ်နိုင်အားကစားလေ့ကျင့်မှုတွေပြုသို့သောလောကလူသားတွေမေ့နေတာလုပ်ဖို့မေ့နေတာဘာလို့ဆိုရင် mental exercise စိတ်ကိုကြံ့ခိုင်အောင်ကြိုးစားမှုကြတော့အားပျော့နေကြအဲ့ဒါလို့အားပျော့နေကြသည့်အတွက်ကြောင့်တလောကလုံးတစ်ကမ္ဘာလုံးမှာရှိကြတဲ့လူသားတွေဟာလောကရန်နဲ့ကြုံလိုက်လို့ရှိရင်ရင်းရင်ထွက်သွားတယ် စိတ်ဓာတ်ချမ်းခိုင်မှုအတွက်ကလည်း physical exercise လုပ်တယ်လို့ mental exercise လုပ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါတရားချင့်တယ်ဆိုရင်အဲ့ဒါပြောတရားချင့်တယ်ဆိုတာအဲ့ဒါပြော physical exercise လုပ်တယ်ဆိုလို့ရှိရင်လူတွေကလမ်းထွက်ရှောင်းရတယ်ဂျမားကြီးလေ့ကျင့်ရတယ်အပြေးလေ့ကျင့်တယ်ခန္ဓာကိုယ်ချမ်းခိုင်အောင်လုပ်တယ်ဒါဖြင့်စိတ်ဓာတ်ချမ်းခိုင်အောင်ဘာလို့ကတရားထိုင်တယ်လို့စိတ်ဓာတ်လေ့ကျင့်ခံယူတယ်စိတ် တည်ငြိမ်အောင်ကြိုးစားတယ်ကိုယ့်အိမ်မှာကိုယ်နေရင်ကနေပြီးတော့မှန်ကန်တဲ့အတွေ့အကြုံတွေတွေးတယ်ဆိုပါစို့လောဘစိတ်တွေများနေတယ်တွေ့တာစိတ်တွေများနေတယ်တုံးနဲ့တူခင်မင်ပြီးတော့တိတ်တွေ့တာမှုတွေများနေလို့ရှိရင်တွေးလေအေးလူဆိုတာတနေ့ကျတော့ခွဲရအောင်ပါပဲဟောမခွဲခင်တို့ဘာတွေလုပ်မလဲတချို့ကအဲ့လိုမျိုးကိုစဉ်းစားရမှာမစဉ်းစားကြဘူးပေါ့ စိတ်ဓာတ်ချမ်းခံအောင်အဲ့ဒါလေးလေ့ကျင့်ကြရဆိုပါစို့နုပြိုနေတဲ့အရွယ်ရှိတဲ့ပုဂ္ဂိုလ်တွေကစဉ်းစားရမှာပါဇရာဓမ္မောမိဇရံအနတ္တိတောငါမအိုခြင်းသဘောရှိရင်အိုတဲ့သဘာဝငါမရှိနေတဲ့အိုခြင်းတရားကိုငါမလုံးမြောက်နိုင်သေးဘူးလို့ဒီဟာစိတ်ဓာတ်ချမ်းခံအောင်လေ့ကျင့်မှုတစ်ခုပဲတချို့အဲ့ဒါတွေတွေးရင်စိတ်ပြည့်စရာကြီးလို့ထင်တယ်မဟုတ်ဘူး စိတ်ပြက်เสียတွေးတာမဟုတ်ဘူးတဘာဝအမှန်ကိုသိအောင်ကြိုးစားစိတ်ဓာတ်ဆိုတာတဘာဝအမှန်ကိုသိမှဒီထန်ရင်းချက်လာဗျာဒိဓမ္မောမိဗျာဒေနာတိတောအေငါခန္ဓာကိုယ်ကြီးဟာနာရတဲ့သဘောရှိတယ်နာခြင်းတရားကိုငါမလွန်မြောက်နိုင်ဘူးတွေးပါဆင်ញင်စဉ်းစားပြေးပါလေ့ကျင့်ပြေးပါစိတ်ကိုဒါနဲ့လေ့ကျင့်အာယုန်နဲ့စိတ်ကိုလေ့ကျင့် ကောင်းတဲ့အာယုံနဲ့စိတ်ကိုလေးချိန်နဲ့ခေါ်တယ်။မရဏဓမ္မောမိမရဏာနတိတောလူတိုင်းလူတိုင်းဟာတည်ခြင်းသဘောရှိတယ်ငါလည်းပဲတည်ခြင်းသဘောရှိတယ်တည်ခြင်းတရားကိုငါမလုံမြောက်နိုင်ဘူးလေ့ကျင့်ပေးပါလေ့ကျင့်ပေးသည့်အတွက်ကြောင့်ဟောတန်ရောစင်တွေယောဘလာအတွေ့အတာယောဘလာလူတွေကထင်တယ်အတွေ့အတာယောဘသွားလို့ရှိရင်တူးနဲ့တူးကွဲသွားလိမ့်မယ်လို့ထင်တယ်မဟုတ်ဘူး ။ပန်ရောစင်နဲ့တွေ့တာဟာမေတ္တာနဲ့တွေ့တာနဲ့မတူဘူး။တဦးနဲ့တဦးမေတ္တာနဲ့ကုညီဆောင်းလျှောက်တာကမှပိုးခိုင်တာ။ပန်ရောစင်ကမခိုင်ဘူး။ပန်ရောစင်ဆိုတာကိုယ်အလိုချာလေးဖြစ်နေတုန်းနဲ့ပန်ရောစင်။ကိုယ်စိတ်တိုင်းမကြတော့ဘူးဆိုတာနဲ့တပြိုင်နက်ပန်ရောစင်မရှိတော့ဘူး။တဏရဲ့သဘောကခုကောင်းစားဖို့ပဲကြည့်တယ်။ဆိုပါစို့ သာသမီးတွေကိုမိဘတွေကချစ်တယ်ချစ်တယ်နဲ့ပြောကြတယ်သာသမီးချစ်တာလားပုဂ္ဂိုလ်ကိုချစ်တာလားတေချာဆန်းစစ်ချစ်အများကတော့ဖြေလိမ့်မယ်သားချစ်တယ်သမီးချစ်တယ်ပေါ့ဒါဖြင့်အဲ့ဒီသာသမီးကိုဘာကြောင့်ချစ်နေတာတုံးလို့မေးလိုက်လို့ရှိရင်ဒီသာသမီးလေးကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာစိတ်ချမ်းသာတယ်အာကိုနေတယ်ယုံကြည်နေတယ် ငါတကြီးငါသားလေးကငါဆောင်းဆောင်มาပဲငါသမီးကငါဆောင်းဆောင်มาပဲနဲ့ဟောအကုန်မှုတွေတွေ့တာမှုတွေအဲ့ဒီလိုညှော်လင့်ချက်ကလေးတွေနဲ့ထင်တယ်အဲ့ဒီသားသမီးကကိုယ့်ကိုဒုက္ခပေးလာပြီဆိုရင်မိဘတွေမလုပ်ကြတော့အင်္ဂါနေနှင်ချပြီးအမွေပြတ်ကြော်ညာရတယ်မဟုတ်လားအဲ့ဒါဖြင့်အဲ့ဒီသားသမီးကိုချစ်တယ်ဆိုတာအာဟုချစ်တာတော့လို့မေးလို့ရှိရင် ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖျက်ဆီးလာပြီးကိုယ့်ရဲ့ဘဝကိုထိခိုက်လာပြီဆိုလို့ရှိရင်အဲ့တန်းတန်းချစ်တော့အဲ့ဒါကိုကြည့်မယ်ဆိုရင်မိဘတွေကတကယ်ချစ်တဲ့ဘာကိုချစ်တာတော့ကိုယ့်ဘဝကိုချစ်တယ်ပဲကိုယ့်ဘဝကိုထိပါလာပြီးနှောင့်ယှက်လာပြီဆိုရင်လက်မခံတော့ဘူးလေချစ်လာပါတယ်ဆိုတော့ဇနီးမောင်နှံတွေ divorce လုပ်ကြတယ်၊ကွာချင်းကြ။ဘာဖြစ်လို့ပြောကြတဲ့အခါမှာစိတ်သဘောထားချင်းမတိုက်ဆိုင်လို့ ဆိုလိုတာကသူ့စီကကိုပျော်ရွှင်မှုမရဘူးကိုယ့်စီကသူပျော်ရွှင်မှုမရဘူးကိုယ့်ရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးကြတယ်အဲ့ဒီဆုံးရှုံးတာကိုမကြိုက်တာပဲအမှန်တကယ်အနိတ္တရာကိုလိုက်ရှာကြည့်လို့ရှိရင်မြတ်စွာဘုရားကဒါကြောင့်မို့ဟောတာအတ္တတမံပေမံနတ္ထိကိုယ့်ကိုယ်ကိုချစ်ထားလို့တခြားကိုယ့်ကိုယ်ကိုအချစ်နဲ့တူတဲ့အချစ်ဆိုတာမရှိဘူးလို့သူတို့ပြောတယ်ဒါကတကယ်ကိုအစစ်အမှန်ဟော အေးဒါကြောင့်မလို့မေတ္တာဆိုတာကတော့အဲ့ဒါမျိုးမဟုတ်ဘူးတဏှာကရယူလို့တယ်ခံစားလို့တယ်ဒါတဏှာချက်မေတ္တာချက်ဆိုတာကအဲ့ဒါမျိုးမဟုတ်ဘူးသူများအတွက်ပေးဆက်ချက်မေတ္တာချက်သူများအတွက်ပေးဆက်တယ်တဏှာကကိုယ့်အတွက်မေတ္တာကသူ့အတွက်သူ့အတွက်လှုပ်တာကပို့ပြီးတော့ခိုင်မြဲတယ် ဘာဖြစ်လို့လို့ဆိုစဉ်းစားရတဲ့သူ့အတွက်စဉ်းစားတာကိုယ့်အတွက်မစဉ်းစားဘူးဟိုတစ်ဖက်ကလည်းမေတ္တာနဲ့ဆိုရင်သူ့အတွက်စဉ်းစားတယ်ကိုယ့်အတွက်မစဉ်းစားဘူးအဲ့ဒီတော့သူ့အတွက်စဉ်းပြေးနေလို့ရှိရင်ဟောမကွဲမကွာဖြစ်တာပေါ့ဟိုလူကလည်းငါအတွက်စဉ်းစားတယ်ဟိုလူကလည်းငါအတွက်စဉ်းစားတယ်နှစ်ဦးကိုယ့်အတွက်ကြည့်ပဲစဉ်းစားတယ်လူဘဖြစ်နေတဲ့အချိန်မှာတော့ကိုယ့်အတွက်ဖြစ်နေရင်ချိန်တတ်တယ်ကိုယ့်အတွက်မဖြစ်ထန်တဲ့တိုင်နဲ့ခွဲကြတာ အဲ့တော့မေတ္တာချက်နဲ့တဏှာချက်တခြားနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မေတ္တာချက်ကအေးမြပြီးတော့တဏှာချက်ကပူလောင်နေတဏှာရဲ့နောက်ကွယ်မှာဘာတွေလာတော့ဆိုတော့တောကဆိုတာရောက်ဆိုရင်ဓာတ်တွေပူဆွေးဓာတ်တွေဓာဖြစ်လာမေတ္တာရဲ့နောက်ကွယ်မှာဓာတ်တွေလုံးဝမရှိအေးချမ်းနဲ့တည်ငြိမ်နဲ့ဆိုတာလည်းဖြစ်ဖြစ်ဒါကြောင့်မို့မေတ္တာနှလုံးသားနဲ့ချစ်နိုင်အောင်ကြိုးစားအဲ့ဒါပို့ပြီးတော့ခိုင်မြဲတယ် စိတ်ဓာတ်ချမ်းခိုင်မှုနဲ့ပတ်သက်ပြီးတော့ဒါကိုမြတ်စွာဘုရားအေးလောကရာနဲ့ကျုံလာပြီဆိုလို့ရှိရင်ကြံ့ကြံ့ခံနိုင်အောင်လေ့ကျင့်ရစိတ်ဓာတ်ကိုလေ့ကျင့်ပြရမယ်လေ့ကျင့်နေဆိုတဲ့နေရာမှာဘာနဲ့လေ့ကျင့်တမထကျင့်စဉ်တစ်ခုကိုကျင့်တာလဲဒါလေ့ကျင့်တာပဲဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာလဲလေ့ကျင့်တာပဲအဓိကကတော့ wise attention လို့ဆိုတယ်မှန်မှန်ကန်ကန်စဉ်းစားတတ်ဖက်ပါပါ ယောနိသောမနတိကာရလို့ခေါ်တယ်။မမှန်ကန်ကန်စဉ်းစားတယ်ဆိုဘာတော့ဆိုအဆိုးဘက်ကမကြည့်ဘူးကောင်းဘက်ကကြည့်။အကုသိုလ်ဖြစ်အောင်မကြည့်ဘူးကုသိုလ်ဖြစ်အောင်ကြည့်။အကောင်းဘက်ကတွေးတယ်။အရာရာမှအကုန်လုံးအကောင်းဘက်ကတွေးရမှလားလို့ဆိုဒီလိုတော့မဟုတ်ပါဘူး။မှန်ကန်တဲ့ဘက်ကအကောင်းဘက်ကစဉ်းစားနိုင်တတ်ရအဆိုးဘက်ကကြီးကြည့်လို့ရှိရင် အဆိုးဆိုတာအပြစ်ကိုကြည်ကြည်တဲ့အခါမှာအရာရာမှာအမှန်ကိုကြည်ဖို့လိုအပ်တယ်ပေါ့ဆိုပါစို့လူတယောက်ပေါ်မှာကိုယ်ကဒေါသဖြစ်ဖြစ်ဒေါသဖြစ်တယ်ဆိုတာ तू ဘာအတွေးနဲ့ तू ဒေါသဖြစ်တယ်လဲလို့ဆိုရင်အေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတဲ့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာပါ အဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွင်းလိုက်တယ်အေးသူဆဲတာသူစိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူစိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ပုံမှာဒေါသမထွက်ပြန်အတွေးလေးဟာဒီနားလေးတွေမကပ်ပြန်ခွင့်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေက ကိုကိုကိုကြတော့ခွင့်လွတ်တယ်သူများကြတော့ခွင့်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှင်နမောနမဲလို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ်နော်သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်အာဒီလူကနမောနမဲနေလို့ဖြစ်ကိုကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးဩမတော်တဆဖြစ်ရှာတာပဲ နော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောသူများပေါ်မှာအပြစ်နေမြင်နေသေးတယ်များကာကလပတ်လို့မေတ္တာဆိုတာတည်ဝင်နိုင်မှုမဖြစ်ဘူးဘေးရာပဲဖြစ်ဖြစ်အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည့်တာလေစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာလို့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ် မိထမောင်းတဲ့မိထမောင်းသမားတယောက် engine driver မိထ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကယူပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှချစ်ဘူးကောင်းဘက်ကယူပဲပြောလို့ရှိတယ်တနေ့ကျတော့ဘာဖြစ်တုံးဆိုမတော်တဆသူ accident ဖြစ်ဆေးရုံတင်လိုက်ရဆေးရုံတင်လိုက်ရတော့ခြေတော်တစ်ဖက်ဟာမိထချိန်ပြီးတော့ အမတန်အခြေအနေဆိုတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ်ကိန်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်မင်းရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကယူရဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားဘူးအကောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြတ်ရတော့မယ်မင်းဘယ်လိုလုပ်အကောင်းမြင်မလို့အဲ့ဒီလူကပြုံးပြီးတော့ဘာပြောတော့ဆိုလို့ရှိရင် တငယ်ချင်းတို့တဲ့ငါဒီကလေးအစားပြီးတော့ခြိတော့ခြိဒီဖနက်ဟာတစ်ဖက်ဖိုးတတ်တာသွားပြီငါဖနက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့တစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော်ဖနက်တရံတရံထဲမှာတစ်ဖက်စားပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတတ်တာသွားပြီလို့ပြောတယ်ခြိတော့ဖြတ်ရလို့ဖြတ်ရနေခြင်းဆိုတဲ့အတွေးကိုမတွေးဘူး ်အဖနတ်တစ်ဖက်ဖိုးတက်လာသွားပါအကောင်းဘက်ကမြင်တာအတချို့နေရာမှာ white set attention ဆိုတာအဲ့ဒါမျိုးကိုပြောတာတစုံတစ်ခုဖြစ်လာလို့ရှိရင်စိတ်ဆင်းရဲနေမဲ့အစားအကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်သွားတာပြောတော့လှုပ်တဲ့လှုပ်ထိုက်စိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့ တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်แท้ကပူပန်ပြီးတော့ဘာလို့မှမသိညာလို့မှမသိစိတ်တွေဆင်းရဲပြီးတော့အဲ့ဒါလိုနေတယ်အဲ့ဒါလိုမဟုတ်တာအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစားပူပန်မှုကိုရှင်းချပြီးတော့ဘာလို့အဲ့တဲ့ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟုတ်လားစိတ်ရဲ့စွမ်းရည်တွေကိုဒီလိုလေ့ကျင့်ကြည့်ရမယ်ပြောပြ